ကလကမဖလားကိုကစားဖို့ဒုက္ခရောက်နေရတဲ့အင်တာတိုက်စစ်မှုဒုက္ခဆိုတာကိုဘသာအိမ်မှာနေထိုင်နေနဲ့အတုံးလိုက်တက်လိုက်ဝင်လာတတ်တယ်ဆိုတဲ့ဇကားကအရင်မှန်ပါတယ်ငယ်ငယ်တုန်းကကျွန်တော်ရက်ွက်ထဲကအိမ်တယုံကားဗရိတ်ပေါက်ပြီးတော့ဝင်တိုက်ပစ်ခဲ့တာမျိုးရှိပါတယ်အိမ်မှာမှသူ့အသူထိုင်နေနဲ့ကားတိုက်ခံလိုက်ရတာပါပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကလည်းတောင်ပေါ်ကားလမ်းတစ်ခုကနေဗရိတ်ပေါက်ပြီးတော့ကားကဘေးကချောင်းထဲကိုပြုတ်ကြမှာအိမ်ပေါ်ကိုကျသွားခဲ့လို့လူသေးဆုံးရမှုဖြစ်ခဲ့တာတွေကိုလည်းမျက်မြင်တွေ့ခဲ့ရဘူးပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအဲအိန္ဒိယလေရင်ပြတ်ကျမှုမှာဆိုရင်လေရင်ပေါ်ကလူတွေတေကုန်တာတော့ထားပါအောင်သူဟာသူအဆောင်မှာသမင်းစားနေဈေးကြောင်းသားတွေအယောက်90လောက်ထိကိုတေဆုံးသွားခဲ့ကြပါလေဒါကြောင့်ဒုက္ခဆိုတာကိုဘသာအိမ်မှာနေထိုင်နေနဲ့လေအတုံးလိုက်တက်လိုက်ဝေလာတတ်တယ်ဆိုတဲ့စကားအရန်ကိုမှန်ပါတယ်လို့ပြောအောင်မှာပါအခုလဲအင်တာကစားမထာရီမီတယောက်သူဟာနဲ့သူအိမ်မာနေနဲ့ဒုက္ခရောက်နေရပြန်ပါလေထာရီမီယာအင်တာတိုက်စစ်ကိုလော်တာရိုနဲ့အတူဥဆောင်နေတဲ့အီရန်တိုက်စစ်မှုတယောက်ဖြစ်ပြီးတော့အီရန်တနစ်တာအကောင်းဆုံးကစားမစုကိုလည်းရရှိခဲ့တာကြောင့် တီဟီရန်ကိုရောက်ရှိနေတာပါဖြစ်ချင်တော့တာရီမပြန်သေးခင်မှာပဲအစ္စရေးနဲ့အီရန်တို့နှစ်နိုင်ငံအပီးပြင်ထပြီးတော့စော်နေဝုန်းနေကြတာကဖြစ်လာခဲ့ပါလေအစ္စရေးရဲ့အီရန်စစ်ဘက်ဆိုင်ရာနဲ့နျူကလ িয়ার စက်ရုံတွေကိုဒုံးကြီးတွေနဲ့ပြစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့်လေယာဉ်ခီးစင်တွေအားလုံးဖျက်သိမ်းထားတာဖြစ်တဲ့အတွက်တာရီမီယာအီရန်ကနေထွက်လို့မရဘဲနဲ့ပိတ်မိနေခဲ့ပါလေဒါကြောင့်ကလပ်ကဘာဖလာကစားဖို့ရှိပေမဲ့လေတာရီမီကအင်တာနက်ချင်းပြီးပူးပေါင်းဖို့မရေမရာဖြစ်နေတာပါတာရီမီနေနဲ့အမြန်ဆုံးဒီကိစ္စကိုအရှင်းပြောင်းဆောင်နိုင်ပါမလားဒါမှမဟုတ် ကလကဘာဖလားကစားဖို့အတွက်အချိန်မီထွက်ခွာနိုင်မှုနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးဒုက္ခရောက်နေကြရတာဖြစ်ပါတယ်